ုံမင်္ဂလာပါရှင့်မင်္ဂလာပါအညီမဟုတ်အာမလေးရှား primary education အကြောင်းတော့ခုနကပြောသူခေါင်းစဉ်လေးတော့သိသွားကြပြီဆိုတော့လေအရင်ဆုံးအခုရတောင်းယူထားတဲ့အပိုင်းတွေနဲ့ company ဘိုင်းတွေကိုမိတ်ဆက်ပေးပါရှင့်ဟုတ်ကဲ့ပါဟုတ်မင်္ဂလာပါကျွန်တော်ကတော့ malaysia primary education ရဲ့ operation and business development manager ကောင်းမြတ်ပါ ကျွန်တော်တို့မြန်မာ primary synergy company နေနဲ့ဒီနှစ်ထဲမှာကျွန်တော်တို့ MPC အပြင်ပေါ့နော်အာမလေးရှား primary education ဆိုပြီးတော့ကျွန်တော်တို့ education business တွေတခုကိုကျွန်တော်စတင် run လည်ရှိပါတယ်ဟုတ်ကဲ့ဒီ business model မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမလေးရှားနိုင်ငံကိုတွားရောက်ပြီးတော့အဲပညာသင်ခြင်းတဲ့ကျောင်းသားတွေကျောင်းသူတွေအတွက်ကို ကျွန်တော်တို့အစားအစာရရအစီ အဆင်ပြေအောင်ပေါ့နော်အစီအစဉ်ပေးနေတဲ့ service တခုပဲဖြစ်ပါတယ်။တောင်းလိုက်တာနော်။အဆင်ပြေပြေနဲ့ပညာသင်ကြားလို့ရရမလို့ရှာ။ဟုတ်တယ်။ခုနောက်ပိုင်းမိဘတွေကသာသမီတွေပညာရေးအတွက်လည်းအများကြီးအားဆိုင်လာကြတယ်။အချိန်ရောသူတို့ရဲ့ဟိုလေ့လာတဲ့ knowledge ပိုင်းဟာအများကြီးရင်းနှီးမြှုပ်နှံတဲ့ပိုင်းတွေရှိတော့လက်ရှိမှာ MBA အနေနဲ့ပေးနေတဲ့ဝန်ဆောင်မှုအကြောင်းလေးပေါ့အဲ့ဒါလေးလည်းပြောပြပေးပါဦး။ဟုတ်ကဲ့ပါညီမ ဟုတ်ကဲ့ပါ ကျွန်တော်တို့မလေးရှား primary education အနေနဲ့ကျွန်တော်တို့ဒီ education business model အောက်မှာပေါ့နော်ကျွန်တော်တို့မလေးရှားနိုင်ငံကိုသွားရောက်ပြီးတော့ကျောင်းတက်ခြင်းနဲ့ကျောင်းသားကျောင်းသူတွေအတွက်ကိုကျွန်တော်တို့မလေးရှားမှာရှိတဲ့ကျောင်းတွေ college တွေ university တွေနဲ့ချိတ်ဆက်ထားပါတယ်အဲ့တော့ကျွန်တော်တို့ကျောင်းသားရော မိဘရော ကျွန်တော်တို့ဒီမလေးရှားနိုင်ငံကိုသွားရောက်ပြီးတော့အဲမသွားရောက်ခင်မှာပေါ့နော်အကြောင်းမတက်ခင်မှာပဲကျွန်တော်တို့ရုံးမှာပဲ education consultant အနေနဲ့အတူတူကိုတက်ချင်တဲ့အကြောင်းအတွက်ကိုကျွန်တော်တို့ကိုရွေးချင်တဲ့ဘာသာရဲ့အတွက်ကိုတိုင်ပင်ဆွေးနွေးနိုင်အောင်စီစဉ်ပေးတာပါတယ်ပြီးတော့ကျွန်တော်တို့ရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်လည်းသွားရောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အကြောင်းအတောင်းမိဘအောင်အတွက်ပါအဲလိုအပ်လို့ရှိရင်ပေါ့နော်ကျွန်တော် visa service ဆောင်ရွက်ပေးပါတယ်ဟုတ်အဲပြီးသွားလို့ရှိရင်ကျွန်တော်ဟိုဘက်ရောက်သွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ accommodation လိုချင်လို့ရှိရင်စီစဉ်ပေးပါတယ်ပြီးတော့ transportation ရအစကျွန်တော်တို့အစစရရစီစဉ်ပေးတဲ့ all in one service လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်ဗျ။အော်စီးပြတာပေါ့။စီးပြလိုက်တာနော်။ဟုတ်ပါတယ်။အဲ့တော့ဟိုဒီပေါ့နော်ဒီ service နဲ့ပတ်သက်ပြီးတော့တော်တော်လေးအဆင်ပြေတယ်ဝန်ဆောင်မှုလို့ပြောရမှာပေါ့နော်။ဘာလို့လဲဆိုတော့မိဘတွေအနေနဲ့လေကိုယုံကြည်စိတ်ချရတယ်သားသမီးပညာရေးဘိုင်းနဲ့ပတ်သက်ပြီးယုံကြည်စိတ်ချရတယ်နေဖို့ထိုင်ဖို့ကအစအားလုံးယုံကြည်စိတ်ချပြီးသားပေါ့နော်။အဲ့ဆိုရင်လေဒီ Malaysia Primary Education အနေနဲ့ဆိုရင် Malaysia နိုင်ငံမှာရှိရဲ့ဘယ်ကျောင်းနေနဲ့ချိတ်ဆက်ထားလဲကိုအဲ့ဒါလေးနဲ့သိချင်ပါတယ်ပေါ့။ဟုတ်ကဲ့ပါကျွန်တော်တို့ MPE နေနဲ့ပေါ့နော်လောလောဆယ်တော့ကျွန်တော်တို့ Malaysia နိုင်ငံမှာရှိ တဲ့ Epson College Malaysia နဲ့ကျွန်တော်တို့ချိတ်ဆက်ထားပါတယ်။ဒီကျောင်းကြီးဟာဆိုလို့ရှိရင်ကျွန်တော်တို့ UK based curriculum ကိုအခြေခံထားတဲ့ကျောင်းကြီးပဲဖြစ်ပါတယ်။ဟုတ်ကဲ့။ကျွန်တော်တို့ဒီကျောင်းကြီးမှာကျွန်တော်တို့ကဟို1855ခုနှစ်ထဲကကျွန်တော်တို့ UK နိုင်ငံမှာစတင်တည်ထောင်ခဲ့တာယနေ့အချိန်ထိပဲဖြစ်ပါတယ်။ဟုတ်ကဲ့။ပြီးတော့ Malaysia နိုင်ငံမှာရှိတဲ့ campus ကိုတော့ကျွန်တော်2014ကနေစပြီးတော့ တည်ထောင်ခဲ့ပါတယ်။အော်ဟုတ်ကဲ့။ဒီကျောင်းကြီးမှာဆိုလို့ရှိရင်အသက်3နှစ် ကနေ18နှစ်ထိကျောင်းသားတွေပညာသင်ကြားနိုင်မှာပဲဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့။ပြီးတော့ကျောင်းသားတွေအနေနဲ့လည်းပေါ့နော် IGCSE A level ပြီးသွားလို့ရှိရင်ကျွန်တော်တို့ UK, US, Canada, Australia စတဲ့ကျွန်တော်တို့နိုင်ငံတွေမှာရှိတဲ့တက္ကသိုလ်တွေကိုတိုင်းရိုက်ချိတ်ဆက်ထားပါတယ်။အော်ကောင်းပါလား။ဟုတ်ကဲ့အဆင်ပြေရနော်။ ဟိုအခုခေတ်ကြတော့လည်းဘာကောင်းတာလဲဆိုအဲ့ပညာရေးကိုလေ consultation ယူလို့ရအရန်ကောင်းတယ်ပေါ့နော်ဆိုပညာတစ်ခုကိုကသင်တော့မယ်ပြီးရင်လည်းဒီပညာနဲ့အသက်မွေးရမှာဆိုတော့စပြီးရွေးတဲ့အချိန်မှာဟိုကိုကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ဆိုရင်လိုအပ်အပ်သွားရရှိနိုင်တယ်ဒီလိုမျိုးဒီအဲပြောရမယ်ဆိုရင်ဝန်ဆောင်မှုပေးတဲ့အနေနဲ့ဆိုတော့ကိုကဘာကိုရွေးရမလဲဆိုတာသိသွားရပေါ့နော်အဲဆိုတော့ဒီ Malaysia Primary Education ကလည်းအခုခုနပြောသလိုပဲတကယ်ပြည့်ပြည့်စုံစုံနဲ့ဝန်ဆောင်မှုပေးရတွေ့ရဆိုတော့နောက်လို့ကြည့်နေတဲ့ဗီဒီယိုလေးတစ်ခုစီစဉ်ထားပါတယ်အဲပရိသတ်တွေအခု ပြောပြပေးနေတယ်ဒီ MPE အကြောင်းကဘလို့မျိုးရှိတယ် Mm. Hello, I'm Avis Parker. I'm the head here at Epsom College in Malaysia. It's an absolute pleasure to introduce you to our school. We're a British style boarding school in the heart of Asia. At Epsom. Epsom, we pride ourselves on delivering a first class education experience complemented by our award winning pastoral care. We are a diverse community which provides a holistic education experience to our students wherever you are from in the world. I think that boarding at Epsom is like a, a, genuine experience in terms of the staff are very involved in it, they really care and nurture for the students. It's like a community, it's like a, a home from home. And it's not just you're going to a boarding boarding house. You're going back to your home. Every time the day finishes, you go back to the home. You go back to people that really genuinely care for you. Hi, my name is Daniel Long. I'm the head of boarding at Epsom College in Malaysia. Epsom Boarding is a place where many students from all around the world and different countries foster amazing friendships. They have fun together, they work hard together, they develop resilience together. They also have excellent relationships with our boarding staff, and all together it's just one big family. Epsom Boarding caters for everybody from full boarding, both local students and international students, to weekday boarding. Day students are very much involved in the boarding house outside of the operations team, we also have gap and grad assistants who assist in the house. We have resident tutors. We have assistant HMMs, which are house mistresses and masters. In addition to this, we also have pastoral assistants and we also have matrons. Boarding life is unique and very personal, can't be replicated in the classroom. Social elements, such as developing friendships and dealing with personal grievances, they all help develop a student's resilience. Consistent routines, being part of a team, are also crucial in developing developing one's character. Okay, okay. Okay. Oh, okay. Okay. Oh, no. okay. တော်တော်ပြည့်ပြည့်စုံစုံစီစဉ်ထားတဲ့နေရာမျိုးသွားတည်ရမှာဆိုတော့လေအကြောင်းသားတွေအတွက်လည်းတကယ်ဝမ်းသာစရာကောင်းတယ်ပေါ့နော်ဟိုဘဝရဲ့အကြီးဆုံးအုံမြင့်ပညာရေးကိုတည်ဆောက်တဲ့နေရာမှာအခုသူပြောသွားတဲ့ holistic ဖြစ်တယ်ဆိုတာလေသဘောကျတယ်ပေါ့နော်ဟိုတခုတည်းမဟုတ်ဘူးဒီပညာကိုသင်မယ်အဲ့ပညာကိုသင်နေတဲ့သူကဘဝမှာဘယ်လိုနေမှာလဲဆိုတော့ဟာဟိုပါပြည့်ပြည့်စုံစုံဘက်စုံတို့လေ့ကျင့်ပြီးတာတွေ့ရဆိုအဲ့မှာပြောသွားတဲ့ absent college အကြောင်းလေးလည်းနည်းနည်းထပ်သိကျင်ပါတယ်ဟုတ်ကဲ့ပါညီမထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီအကြောင်းကြီးကကျွန်တော်တို့မလေးရှားကိုသွားရောက်ပြီးတော့အကြောင်းသားတွေအတွက်အဆင်ပြေ ဆုံးចောင်းလို့ကျွန်တော်ပြောခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ဒီចောင်းကြီးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲပြသွားတဲ့တဲမှာပေါ့နော်ကျွန်တော်တို့ဒီចောင်းကြီးကပညာရေးကိုစာအုပ်ထဲမှာပဲကန့်တန့်ထိန်ချုပ်ထားတဲ့ចောင်းတောင်မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ចောင်းသားတယောက်အနေနဲ့ပညာတော်ဝင်လာမကကျွန်တော်လူမှုဆက်ဆက်ရေးမှာအဆင်ပြေအောင်ပြီးတော့ဒီလူပတ်ဝန်းကျင်မှာ confidence ရှိအောင်ကျွန်တော်အစစရရပံ့ပိုးပေးနေတဲ့အကြောင်းရင်းတစ်ကြောင်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကျောင်းသားတွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီကျောင်းကြီးမှာပညာသင်ကြားမယ်ဆိုလို့ရှိရင်ပညာရေးတစ်ခုတည်းမဟုတ်ပါဘူး။ကျွန်တော်တို့ကို curricular activity လေးတွေကိုစောင့်ရွက်နိုင်အောင်ကျောင်းကြီးကနေ schedule လေးတွေစီစဉ်ထားပါတယ်။အဲ့တော့ကျောင်းစာပြင်ပပေါ့နော်ကျောင်းစာပြင်ပမှာစာသင်ချိန်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ sports activity တွေရှိတယ်။ music အချိန်ဇာလေးတွေနဲ့ကျွန်တော်တို့ join နိုင်မှာဖြစ်ပါတယ်ဒီကြောင်းကြီးမှာကျွန်တော်တို့ join နိုင်တဲ့အချိန်ဇာလေးတွေကိုတင် जा ပေးနေတဲ့ဆရာတွေရလဲ UK နိုင်ငံကနေတိုက်ရိုက်လာပြီးတော့တင် जा ပေးတဲ့အတွက်ကြောင့်ကျောင်းသားတွေအနေနဲ့ကျွန်တော် UK မှာရှိတဲ့အကြောင်းလိုမျိုးပဲမလေးရှားနိုင်ငံမှာတင် जा နိုင်မှာဖြစ်ပါတယ်ပြီးတော့ဒီကြောင်းကြီးရဲ့ကျွန်တော်တို့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ plan တစ်ခုရှိပါတယ်ကျောင်းသားတွေအနေနဲ့မလေးရှားနိုင်ငံမှာပဲကိုယ့်ရဲ့မိဘနဲ့အတူတူနေထိုင်ပြီးတော့ကျွန်တော်တို့စာတင် जा နိုင်မဲ့ day school program ရှိပါတယ်ဟုတ်ကဲ့ နောက်တစ်ခုကတော့ကျွန်တော်တို့ဒီចောင်းကြီးมาပဲပေါ့เนาะနာမည်ကြီးတာကတော့ចောင်းကြီးมาပဲ24/7 support အပြည့်ပေးထားတယ်ចောင်းဆောင်ဒီမှာနေထိုင်ပြီးတော့ကျွန်တော်တို့ចောင်းတက်ရောက်နိုင်မယ် boarding school plan ဆိုပြီးတော့အဲ plan ရှိပါတယ်ပြောရလို့ရှိရင် border ចောင်းလို့ပေါ့เนาะဟုတ်နှစ်မျိုးလုံးအဆင်ပြေအောင်မိသားစုရှိနေရဆိုလည်းအဲ့မှာနေတက်လို့ရတယ်ဟုတ်တယ်ဒီမှာအဲ့တော့ကျွန်တော်တို့နေနဲ့ဒီမြန်မာចောင်းသားတွေအနေနဲ့ပေါ့เนาะဒီ Epson College Malaysia ကနေပြီးတော့ year 7အနေနဲ့13 ठी ကိုမြန်မာចောင်းသားတွေအတွက် boarding school plan လေးထားရှိပါတယ်ဗျာ ဟုတ်ကဲ့ပါအဲ့တော့အာရှမှာပဲနေပြီးပညာသင်ရင်းနဲ့ဥရောပပညာရေးစနစ်ကိုဝင်ရတာပုံစံဆိုတော့လိုချင်စရာကြီးပေါ့နော်ပညာသင်ရတဲ့ကဘာလုံးရဲ့ပညာရည်တွေလည်းသိရတဲ့ပုံစံဆိုတော့လေအခုနောက်တော့ကြာတော့ဒီမှာရှိရစရာတွေတာဝန်ယူထားတဲ့သူတွေပြောရဲစကားစံဆိုတော့လေခလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့စာရည်သင်နေကြတာတွေ့တော့တို့ရောအဲ့အကြောင်းမှတက်ရဘလို့ခံစားချက်တွေရှိမလဲဆိုတာလေးလည်းသိချင်ပါတယ်အဲ့တော့ထပ်ပြီးတော့လည်းအောင်ဗီဒီယိုလေးတူတူကြည့်ချင်ပါတယ်ရှင်မင်္ဂလာပါရှင် Hi everyone my name is Kate I joined Epsom as a year 10 student. One of the subjects that I took for IZs, actually there were two, drama and French. They were quite challenging for me at first because I didn't get a chance to learn both subjects back at home. However, this year, because the teachers were extremely supportive and kind, I have made lots of progress, especially academic progress. As a senior boarder in this house, I'd say communication is a key for everything. I've always helped the juniors like how I have always wanted to be helped when I first came here, which has made my life much more easier as a new student. The biggest impact of boarding school myself is confidence. Having the social and activity, like there's more chance that I can enter with my seniors or my juniors. If I need any help or support, I can ask for them advice. Hudson provides a wide variety of CCAs for students to enjoy. It can be from sports, music, and academic. I chose lots of sports and music CCAs. Joining the CCAs really helped me improve my music skills, and I play four instruments the Burmese harp, piano, the violin, and I play a little bit of cello as well. I do mostly singing. Music CCAs and these music classes actually help me improve my music skills. The staff here and the students inside the boarding house are really supportive of my mental well-being and they always help me in any way possible. And I think there's always something to learn every day. I don't feel homesickness anymore because I believe Epsom is a home away from home. Putting up some, I would say it's very educational, enjoyable, calm, very adventurous, exciting, very diverse. It's pretty interesting. We are committed to delivering both academic excellence and personal growth, ensuring that every student is equipped to thrive in an ever evolving world. We look forward to meeting you at the upcoming event where we can share the opportunities that we offer at Epsom College in Malaysia. We will see you in Yangon. ော် confidence ရှိရှိနဲ့နော်အဲ့ဒီလိုမှာကိုကိုတင်နေတဲ့ပညာကိုလိုက်ကောအပြည့်ဝကျင့်သက်နေရတယ်တော့တကယ်ကောင်းကြီးဆရာကောင်းတယ် တ်တယ်အဲဒီ video file နှစ်ခုကြည့်လိုက်တာ ਨੇ Epson College ဆိုတာဘာလဲနောက်တစ်ခုကအဲ့မှာတင်နေတဲ့ចောင်းသားတွေရဲ့နေရာတွေဝန်ခံစားကြည့်ကြည့်ရသူတို့ကအဲ့လိုစာတင်နေရတယ်ဆိုတော့ stress လုံးဝမရှိဘဲနဲ့ပျော်ရွှင်စွာနဲ့ပညာကိုလေ့လာသင်ယူနေတယ်ပြီးတော့အခုပြောခဲ့တဲ့လိုမျိုးဒီចောင်းစာအပြင်ကိုတခြားသော activities တွေပါလေ့လာခွင့်ရတဲ့အတွက်သူတို့တော့ဘာဝါသနာပါလဲသူတို့ရဲ့ talent တစ်ခုခုလည်းရှာတွေ့နိုင်ရတယ်เนาะဆိုတော့တကယ်ကိုကောင်းမွန်ပါတယ်ဆိုတော့လေဒီ MP အနေနဲ့ Epson နဲ့ပေါင်းပြီးတော့ ညညာလေးဟောပြောပွဲလိုမျိုးရောလုပ်ဖို့အစီအစဉ်များရှိမလားမိဘတွေကိုယ်တိုင်လေးလာလို့ရအောင်ပေါ့ဟုတ်ကဲ့ပါဟုတ်ကျွန်တော်တို့ MPE အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီ Epson College Malaysia နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့လာမယ် match လာ15ရက်နေနဲ့16ရက်နေမှာပညာရေးဆွေးနွေးဟောပြောပွဲလေးတစ်ပွဲလုပ်ဖို့ရှိပါတယ်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ဒီပွဲလေးဒီပွဲလေးကိုပေါ့နော်ကျွန်တော်တို့ဒီ Parry Hotel မှာပဲဒီမတ်လ15ရက်16ရက်မနက်9:00နာရီကနေ12:00နာရီအထိကိုကျွန်တော်တို့အဲ ငရဲစတာကျင်းပါလို့ရှိပါတယ်ဗျာ easy လေ့လာလို့ရပါဘူးဟုတ်ကဲ့ပါတယ်เนาะဆွေးနွေးလို့ရတယ်ဟုတ်ကဲ့ပါတယ်ဒီပွဲလေးမှာတော့ကျွန်တော်တို့ဒီ Epson College Malaysia ကနေပြီးတော့ Education Consultant နေရာနေလာတိုက်ရိုက်ဆက်သွယ်လို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့မိဘတွေအနေနဲ့ចောင်းတောင်းမိဘရောကျွန်တော်တို့ဒီ Epson College Malaysia ကနေအဲအဲတင်ချာနေရဲ့အကြောင်းအရာလာလေးလာတယ်လာလို့ရပါတယ်ဟုတ်ဟုတ်ကဲ့အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်ဒီပွဲလေးကိုလာရောက်ဖို့အတွက်မိဘရောအကြောင်းသားရောကျွန်တော်တရားနေဖိတ်ခွန်ခြင်းပါတယ် ဟုတ်ကဲ့ပွဲလေးကိုလာဖို့အတွက်ကျွန်တော် register လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Malaysia Primary Education ရဲ့ Facebook page မှာဒါရိုက်ဆက်သွယ်လို့ရတယ်လို့ကျွန်တော်တို့ရဲ့ရုံးမှာတာပြီးတော့လည်းဆက်သွယ်လို့ရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အခုလည်းတိုက်တွန်းပါတယ်ဆိုတော့ဒါအရင်တန်ဖိုးရှိတယ်လေဒီလိုနဲ့ကိုတသက်တွေ့မယ်ဆိုရင်ဒီအခွင့်အရေးကမရှိနိုင်ဘူးဆိုတော့ဒီနေ့မှာလာပြီး join လို့ရတဲ့အတွက်တရားပေါက် join ပေးပါလို့ဟုတ်ကဲ့ပါအခုအဲ့ဆို Malaysia Primary Education နဲ့ဆက်သွယ်တဲ့အခါကျရင်လေအကယ်၍နင်းနင်းနားဆိုရင်တော့အခုရုံးချုပ်ကိုလာခြင်းနဲ့ဆိုရင်ဘယ်လိမ့်စာနဲ့လာရမလဲဟုတ်ကဲ့ပါဟုတ်ကဲ့ ဟုတ်ကျွန်တော်တို့ကအခု Malaysia Primary Education Facebook page လည်းရှိပါတယ်ကျွန်တော်တို့ရဲ့ရုံးကိုလူကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်ပြီးတော့လာရောက်မေးမြန်းခြင်းလည်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီလာပြဝင် Plaza ခုနှစ်လွာအခန်း111ကျွန်တော်တို့အလံပြဖျားလန်းရန်ကုန်မြို့မှာရှိပါတယ်လူကိုယ်တိုင်လည်းတိုက်ရိုက်ဆက်သွယ်လို့ရပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ Facebook page ကနေတဆင့်လည်း information လေးတွေကိုကျွန်တော်တို့ အဆက်မပြတ်ပေါ့နော် update လေးတွေလည်းတင်သွားပေးမှာပါနောက်ပိုင်းမှာလည်း app soon call လေးအပြင်ကိုကျွန်တော်တို့မလေးရှားနိုင်ငံမှာရှိတယ်ခြားချောင်းနေနေလည်းချိတ်ဆက်ဖို့ရှိပါတယ်အဲ့အတွက်ကြောင့်ကျွန်တော် information လေးတွေကိုအဆက်မပြတ်သိအောင်ကျွန်တော်တို့ရဲ့ facebook page ကိုလည်း like and follow လုပ်ထားပေးဖို့ဒီကနေ့ပြန်ထားရခင်ချင်ပါတယ်ဟုတ်ကဲ့ပါမိမပေးပါမယ်နီးစက်ရနော်မိမတွေအတွက်လည်းဟုတ်တယ်ဒီနေ့ကတော့ပညာရေးအတွက်လည်းအများကြီးအကျိုးရှိပါတယ်အချိန်တို့အတွင်းမှာတော်တော်များသိလိုက်ရရပေါ့နော်ဆိုတော့ malaysia primary education နဲ့ပတ်သက်ပြီးတော့ချိတ်ဆက်ခြင်းတွေဆိုလို့ရှိရင်ပွဲလေးရှိတယ်လို့ facebook page ကလည်းကိုဆက်သွယ်လို့ရရဆိုတော့လေကလေးတွေ ညာရေးအတွက်စိတ်ဝင်စားရဆိုကလေးရောမိဘရောမိသားစုလိုက်ဒါပညာရေးနဲ့ပတ်သက်ပြီးတော့ပို့ပြီးအမြင်ကျေလာဖို့ပေါ့နော်လေးလာဖို့တည်းလောင်းခင်ပြုံးမတီးရလည်းထပ်ပြီးတိုက်တွန်းပေးခြင်းပါဟုတ်ပါတယ်အဲ့တော့လာမယ့် March လ15ရက်နေ့နဲ့16ရက်နေ့เนาะနောက်9နာရီကနေပြီးတော့17နာရီအထိဟုတ်ကဲ့ပါကဲအားပေးပါတယ် join ပါလို့เนาะတိုက်တွန်းပါရှင်ကျေးဇူးတင်ပါဂျာလေးဝင်းပြပြီးကျေးဇူးညာရီတင်ပါလာမယ့်ကျေးဇူးညာရီတင်ပါညာရီတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကဲအဲ့တော့ဇင်တို့တွေဒီနေ့ခင်ပြုံးမတီးအစီအစဉ်ကနေပြီးတော့ Malaysia Primary Education နဲ့ပူးပေါင်းထားတဲ့ပေါ့เนาะဒီ app ုံနဲ့ပတ်သက်ပြီးတော့ပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့အစိတ်ဝင်စားကြတဲ့ចောင်းသားမိဘတွေရောအចောင်းသားတွေအားလုံးအတွက်ပေါ့နော်မြန်မာနိုင်ငံရဲ့အဒီတကယ်ပညာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ဇင်တို့မလေးရှားမှာတွားရောက်ပြီးတော့ပညာသင်ယူလိုတဲ့သူတွေအတွက်ပေါ့နော်အတကယ်ကိုအခွင့်အရေးကောင်းဖြစ်တဲ့အတွက်ကြောင့်လာရောက်ပြီးတော့ဇင်တို့ဒီဆွေးနွေးပွဲကိုလာရောက်ဖို့လည်းထပ်ပြီးတော့လည်းဖိတ်ခေါ်ပါတယ်အဲနောက်ထပ်အစီအစဉ်ကတော့ပြည်သက်တွေအားလုံးအတွက်ဇင်တို့အပါဝင်သွားမဲ့နောက်ထပ် guest တူဖြစ်တဲ့ host တူဖြစ်တဲ့ link ကိုဖိတ်ခေါ်သွားမှာဖြစ်ပါတယ်ရှင်